အနာသိမ်းပြီးနောက်မှာ၅ချိန်မြောက်ပြုလုပ်မယ်။အတန်တိတ်တပိတ် silent strike ကိုလာမယ့်ဒီဇင်ဘာလ10ရက်နေ့မှာပြုလုပ်သွားမှာဖြစ်ကြောင်းတော်လိုင်းအင်အားစုတွေကနှိုးဆော်နေသလိုစစ်ကောင်စီကလည်းအဲ့ဒီနေ့မှာပဲပုံမှန်လူစီကားနေကြနေရတွေဖြစ်တဲ့ဇူလီလဲလန်းလိုနေရာတွေမှာလူသွားလူလာများပြားနေတဲ့အောင်ဖန်ပြီးဖို့နဲ့လုံခြုံရေးတင်ချက်ဖို့ညွှန်ကြားထားကြောင်းစစ်ကောင်စီနဲ့နှိစက်သူတယောက်က DVB ကိုပြောပါရယ်ကိုတီစာဆန်းနဲ့ကိုနန်းလင်းတို့မန္တလေးမှာဆန္ဒထုတ်ဖော်မှုအပြီး ဒီဇင်ဘာလ၄ရက်နေ့နောက်ပိုင်းမှာနယ်လုံးစည်းဝေးခေါ်ကအရေးပေါ်မှာကြားခဲ့တာဖြစ်တယ်လို့သူကပြောပါတယ်ဖြစ်သွားသေးတယ်နောက်ပြီးတော့ပြည်သူစီအဖွဲ့ဝင်တွေနောက်ပြီးတော့ဒီလွှတ်တော်ကိုယ်စားလှယ်သူတို့တွေအကုန်လုံးကိုလူစီတဲ့နေရာတွေပေါ့နော်အဲစီကားနေတဲ့နေရာတွေအဲ့လိုနေရာတွေမှာသူတို့ကသူတို့လူတွေနဲ့သူတို့ဒီလိုဟိုဖျက်ချောက်သဘောမျိုးပေါ့နော်လူတွေမသွားသွားအောင်အဲလူတွေများနေရဆိုတဲ့ပုံစံမျိုးတွေသူတို့လုပ်ခိုင်းတယ်ပြီးတော့တခါတကားတွေနောက်ပြီးတော့ဒီ ဟိုနည်းနည်းအထက်မြင့်ပေါ်တော့နေရာတွေအဲ့လိုမျိုးသူတို့ဓမ္မဉိုင်းတွေရတဲ့နေရာမျိုးဒီမှာဒီအယံဝတ်တွေနဲ့အဲသူတို့စောင့်ခိုင်းတာရှိတယ်ဒီဖုန်းအနေနဲ့ဓမ္မဉိုင်းတာတို့အဲ့လိုမျိုးဓမ္မဉိုင်းနေတဲ့သူတွေဆိုလို့ရှိရင်စစ်စစ်မမြမရှိပဲနဲ့ဒီဓမ္မုံတွေဖုန်းတွေကိုတိတ်ပြီးတော့ပေါ့နော်ဖမ်းစစ်စစ်ကွန်းအဲ့တော့ပေးရပေါ့လုတ်ခိုင်းထားရပေါ့နော်ဒီ silent swell လုတ်တဲ့နေကိုပဲရုံတွင်းညွန်ကြားချက်တွေဆိုပြီးတော့အဲ့ဒီမှာအကုန်လုံးရုံတက်ရမယ် ။နောက်မဲ့ဒီဇင်ဘာလ10ရက်ကအပြည်ပြည်ဆိုင်ရာလူခွင့်ရေးနေ့ဖြစ်ပြီးအဲ့ဒီနေ့မှာပဲမနက်10နာရီကနေနေ့လယ်3နာရီအထိအပြင်မထွက်အတန်တိတ်တပိတ်ကိုပြုလုပ်သွားမှာဖြစ်ကြောင်းတပိတ်အရာစုအသေးသေးကစီယုံလုံဆောင်နေကြပါတယ်။အတန်တိတ်တပိတ်ကိုဦးဆောင်သူတွေတဲကတယောက်ဖြစ်တဲ့ဆရာနာရှင်စံချင်ရေရန်ကုန်အရာစုကကိုနန်းလင်းကတော့လူလူအနေနဲ့ဒီတစ်ခေါက်အတန်တိတ်တပိတ်ကအရင်ကတပိတ်တွေထက်ပိုရေးကြီးတာဖြစ်လို့လုံခြုံရေးကိုအထူးဂရုစိုက်ကမဖြစ်မနေပါဝင်မှုတိုက်တွန်းပါတယ်။ သူတို့ကပို့ပြီးတော့ဖိနှိပ်လေးလေးလူတို့ကပို့ပြီးပါဝင်လေလူတို့ကပို့ပြီးတော့မှသူတို့ရဲ့ညီညွတ်မှုနဲ့တော်လန်မှုကိုပြလေလေဆိုတာရှေ့ silence strike တွေမှာပြသနိုင်ခဲ့ပါတယ်ဒီတစ်ခေါက် silence strike တန်သိသိပိတ်တီရှေ့အခေါက်တွေရှေ့အကြိမ်တွေထက်ပို့ပြီးတော့အရေးကြီးတယ်အရေးပါတယ်ဆိုတာကိုကျွန်တော်အလေးနဲ့ပြောလိုပါတယ်ကျွန်တော်တို့ရှေ့ဆက်ဒါဆောင်ရွက်မဲ့နိုင်ငံကြီးလုပ်ငန်းစဉ်တော်လန်ကြီးလုပ်ငန်းစဉ်တွေအတွက်အများကြီးအရေးပါတယ်ဒါအပြင်စေအုပ်စုရဲ့အခြေအကျိုးလည်းအကြီးအကျယ်ထူးနှံ့နိုင်မဲ့လှုပ်ရှားမှုဖြစ်တယ်လို့ကျွန်တော်တို့ပြောချင်တယ်ဒါကြောင့် မိဘပြည်သူလူထုတရက်လုံးဟာလဲနေလေအောင်မြင်းဆောင်မကြံအတိတရိညာနဲ့ရှင်ပြီးတော့ဒီလှူရှားမှုကြီးမှာပါဝင်ကြပါပြည်သူချင်းချင်းဖိမကြပါပြည်သူချင်းချင်းကုညီကြပါလူထုရဲ့ညီညွတ်မှုလူထုရဲ့အင်အားကိုပြသကြပါလို့ကျွန်တော်တို့အလေးနဲ့မြစ်တာရက်ခံလိုပါတယ်တိုက်တွန်းလိုပါတယ်ဗျလာမယ့်ဒီဇင်ဘာလ10ရက်မှာပြုလုပ်မယ်အတန်တိတ်တပိတ် Silent Strike ရဲ့ရည်ရွယ်တောင်းဆိုချက်၃ချက်ကတော့နိုင်ငံတော်အတိုင်းအမြန်နဲ့တမရကြီးတို့ပါဝင်နိုင်ငံရေးကျင်းသားတွေကိုချွေးဉ်ချက်မရှိလွှတ်ပေးဖို့ ဆက်နာရှင်အသက်ဆက်ရှင်မှုအတွက်လူငယ်တွေရဲ့အသက်တွေကိုချနေနေတယ်။အာရမစစ်မှုထံဥပဒေကိုရုတ်သိမ်းပယ်ဖြတ်ဖို့နဲ့စစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲဟာလူမှုဆန္ဒသဘောထားမပါဝင်ကြောင်းနဲ့ကံကွက်ဆန့်ကျင်ကြောင်းပြသဖို့အတွက်ဖြစ်တယ်လို့သိရပါဗျ။ကျမဝေပါ